ိတယ်သိတယ်ကျမမျက်နာတစ်ခုလုံးစွန့်ပုတ်နေမှသိတယ်နီးနာကလူတွေကွက်ကြည့်ကွက်ကြည့်နေဖြစ်နေမှလည်းသိတယ်ဒါပေမဲ့မပြုံးချင်ကိုယ်စိတ်နဲ့ကိုဘလောက်ထိပြင်းမဲ့နေရဆိုတာကိုယ်ပဲသိတယ်ထမင်းကြိုက်ကိုလက်ပြောင်းကင်ပြီးလက်ကင်ထဲကိုညာလိုက်နဲ့ကင်လိုက်တယ်ကားစီးလာတာမိနစ်၂၀လောက်ပဲရှည်မဲဆိုပေမဲ့လူတိုးတာနဲ့လူချက်တာနဲ့ကားအရင်အနှဲ့တွေတိုင်းမှာလက်အံသေးလောက်အောင်ကိုကင်ထားရတာမဟုတ်လားခုလက်နှစ်ဖက်လုံးအောင့်နေရဆိုတာတော့ တာနကုံနဲ့မဝင်သေးဘူး။ကာကြီးကိတ်ပဲကြော်လာသေးတာ။ちいちゃんがれば、せそらいぱはん。このけじんなみにりこん。ほんわらら、ティーダーべ、まかいちん。だべめ、かいこかいやめ。まかいん、こうまぴったおめまほら。はんばえいてが、ほんごとらいと、てんてたいめ、とせたり、とせた。えよみで、まぐわ。 အားကြိုးရမှာလားမိတဲ့ကူကဆူဆူအောင်အောင်နဲ့ကြိုကျင်ကြုံကြိုကျင်နေလို့ခေါ်လိုက်ရမကောင်းရှိရောမင်းတရားပြရပြီနောက်5မိနစ်နဲ့ဂိဟောင်းထွက်ခလိုက်တော့အင်းအင်းဆိုတဲ့ဖြစ်တဲ့ကူကဖြည့်ကျင်တယ်လို့လုံးမဖြည့်ကျင်တယ်လို့လုံးနဲ့လာမကြိုကျင်မင်းနဲ့များဘာလို့ဆက်နေရတရလဲမသိအမှားရဲ့ဂိဟောင်းယူစနာယူစနာကော့စဖီယာအော်ဒန်ဆုံးခီးတဲ့တပိတပိုက်ကြီးတက်လာပြန်တော့ချောစောကချောင်းနေတဲ့ကားကကြက်ပိတ်တိတ်တော်ရပြန်တယ် တော်ရုံဆိုတရကားချက်မှုကျမခံနိုင်ရင်မရှိဘူး။ဒါပေမဲ့ကျမရင်ထဲမှာတအုံနင်းနေထွက်နေတဲ့ဒေါသကြောင့်ကျမခံနိုင်ရင်ရှိနေတယ်။ဟုတ်။ကားကခေဟောင်းမတိုင်ရောက်တော့မယ်။သူ့ကိုခဏတော့စောင့်အောင်ပါပဲလို့ကြိုတွေးထားပေမဲ့သူကတော့မှတ်တိုင်မှာကျူးမှုရောက်နေပြီပဲ။မျက်နာကမတာမရနဲ့ မင်းနိုင်ကစပိန်ချင်းနဲ့ထည့်ပြီးအရှိကနေလမ်းလျှောက်သွားတော့သူစပိန်စီမီနောက်ကနေလိုက်လာတယ်။မင်းနာရောင်မှသူစပိန်ကိုခုန်တက်လိုက်တယ်။ဟုံးနဲ့စကားလမ်းပြောတာကလွယ်ပြီးဒီနေ့တနေ့လုံးသူနဲ့ကျမစကားမပြောရသေးဘူးဆိုတာကိုသတိရလိုက်တော့ရင်ထဲမှာစစ်ခနဲ့ပဲဘာလို့ဘလို့ဝမ်းနဲ့မိရင်မသိဘူး။မျက်လုံးမှာမျက်ရည်ကအလိုလိုစိုးလာတယ်။ဒီနေ့မှကိုခါလိုက်တဲ့ပုံပြီးစပိန်ကိုမြန်မြန်နင်းနေလိုက်တာများသူလည်းကျမကိုစကားမပြောချင်ဘူးထင်ပါရဲ့။ ော်ဆိုင်ရှိမှာထိုင်နေတဲ့အပြစ်လက်ထက်ရဲ့ကလေးလေးကဘသူများပါလဲအနောက်အိမ်ကကျမတူမလေးလှရင်ကြီးပါလားမတွေ့တာကြာပြီဆိုတော့စပိန်ဘောကစင်စင်ချင်းကလီနာအပြေးကြီးသွားလိုက်မိတယ်သူကကျမချစ်ဆုံးတူမလေးလေမောင်နှမခုနှစ်ယောက်ရှိတဲ့အထက်မှာအကြီးဆုံးမကမွေးတဲ့ငယ်ဆုံးကလေးပေါ့ဒါကြောင့်သူလည်းပဲဘာမှမပြောဘဲလှရင်ကြီးကိုကျမလွမ်းနေတာသိလို့တွေ့စီချင်းစိမ့်နဲ့စပိန်ကိုစွန့်နေနေတာဖြစ်မယ်လို့တွေးလိုက်ပြီးတော့ရောင်ရောင်လေးပြုံးလိုက်နေတယ် ကလေးကိုစနောင်နေတဲ့အချိန်မှာတော့စိတ်ညစ်စရာတွေအကုန်ပြတ်ကုန်တာလားဒါမှမဟုတ်အဖေနဲ့အမေစိတ်ချမ်းသာအောင်ဝင်ပြုတ်ပြမိနေရလားမသိကြဘူးတေချာတာကတော့ကျမရဲ့ကလေးရဲ့သူရဲ့စကားတွေပြောပြီးပြုတ်နေရဆိုတာပဲသမီးလေးရေဒီဒီလေးကိုလွမ်းလားဦးနှောင်းနှောင်းကိုလွမ်းလားကျမကမီးတော့လှရင်ကြီးလေးကမျိုးလုံးလေးတောင်းကန်ဖြစ်ဝင်ကဘာပြောပြောစိတ်ထဲကဒေါသတွေကိုယာယီတော့ပြတ်ပြတ်သွားစေတာအမှန်ပဲ။ ကျင်းလင်းစဉ်းစားပြီးဖြစ်လိုက်ပုံကအန်တီလေးကိုအများကြီးလွမ်းနေဘူးလွမ်းတာကိုနည်းနည်းပဲလွမ်းနေတဲ့မကြခင်မှာပဲသူ့မိရောက်လာပြီးခေါ်သွားတော့စိတ်ထဲမှာတင်းတင်းကြပ်ကြပ်ကြီးနေအားလုံးရမယ်မယ်မသိပါဘူးသူနဲ့လဲစကားပြောချင်စိတ်ကပေါ်မလာသေးဘူးအဲ့ဒါနဲ့ပဲညစာစားဖို့ဆုံးဖြတ်လိုက်ပြီလေဆိုင်ကနာဆောင်ပေးအောင်နော်မေသမီးအိမ်နောက်ဘက်မှာထမင်းသွားစားအောင်မေမိကိုပြောပြီးထွက်လာတော့သူလိုက်လာတယ် तू တိရမယ်ကျမစိတ်ဆိုးနေသေးပဲဆိုတော့တိကိုတိရမယ်ထမင်းစပွဲပေါ်ကအုတ်ဆောင်ကိုလှက်ကြည့်ပြီးကို့အတွက်ကိုထမင်းခုလာတော့သူကလှမ်းကြည့်တယ်ဟွန်းကြည့်နေထမင်းလည်းခုပေးခြင်းစိတ်မရှိဘာဆိုဘာမှလည်းပြောပြခြင်းစိတ်မရှိဘူးအရင်ကဆိုရုံးကနေပြန်လာပြီဆိုတာနဲ့သူလာကြိုးတဲ့ဘင်းပေါ်မှာ စကားတွေဖောင်ဖွင့်နေတဲ့တည်းကျမပေါ့အိမ်မှာဆိုလဲသူကစာအုပ်တွေအမိန့်သားထိုင်းဖတ်နေပြီးဖုန်းနဲ့အင်တာနက်သုံးရင်း အိမ်ကလူတွေနဲ့မလို့အောင်စကားတွေဖောက်ဖွင့်နေတဲ့တားလဲကျမပဲအခုကတော့ဘာစကားမှကိုပြောချင်နေမရှိတာဒေါသထွက်ထက်နဲ့ထမင်းငိုကြီးကြိတ်ဝါနေလိုက်တာတခါမှမကုန်ဘူးလေထမင်းတာကုန်သွားပြီမို့ပခင်စီအောင်ထလာလိုက်တယ်သူကတော့ငချင်းကလေးကထမင်းစားပြီးတော့မှသတိမထားမိပါဘူးကို့ကိုစောင့်နေတယ်လို့လို့နဲ့တီဗီရှေ့မှာအခန်းသားရက်လို့ကို့အခန်းထဲဝင်ပြီးနားလိုက်ချိန်မှာလေသူဆိုင်သိမ်းမှုလုံနေတယ်ကြားရတယ်အရင်ကဆို ရုံးကနေဘလောက်ပင်မပင်မသူဆိုင်သိမ့်ချိန်တိုင်းဝင်ပြီးသိမ့်ခဲ့တာလဲကျမပဲလေ။ဟိုဟာလေးလုံးလက်ပြောခံရဒီစကားပြောလဲပြောခံရတာတော့လူကမနေနိုင်မထိုင်နိုင်ဆိုင်သိမ့်ပြလိုက်ဆိုင်ဖွင့်ပြလိုက်နဲ့။ဟောနားရောက်ပြီးလဲချလိုက်တာဖြစ်မယ်။လေဒီဝင်ငယ်ရမ်းသွားတာကိုခံစားမိတယ်။ဆောင်းကိုခေါင်းမိချုံထားရကလည်းခဏလက်ပြီးပန်ကားလေးဖွင့်လိုက်တယ်။ဟုတ်ပါရင်းနှီးမှာအခမ်းအနားလဲပြီးဖုံးသုံးနေတာများသူကဘာမှလက်မထားတဲ့အတိုင်း လက်ကတည့်ရည်နဲ့လှမ်းလာတာကိုသိတယ်။မှုရခင်ဖိတော်တာကိုခံစားမိကြတယ်မဟုတ်လား။ကိုကိုကြုံပြီးနေရင်ဘက်ကိုညနေချင်းဆိုင်လိုက်မိရဲ့။တကယ်ဆိုဒီချိန်မှာတိတ်ဆိတ်ချင်နေတာပဲသိတယ်။ကျန်နာဘာစကားမှမပြောချင်ဘူး။တကယ်ကသူနဲ့ကျမလက်ချက်တာသုံးလတောင်မပြေသေးဘူး။မွေကြီးရုပ်ရည်မမတဲ့မိမတယောက်ရဲ့အလိုအဆုံကိုသူမသိဘူးလားမိမတယောက်ကိုနှိမ့်ချနိုင်တာတန်ခုရှိတယ်တဲ့ ငွေကြီးရုပ်ကြီးပြီးတော့စိတ်ခံစားချက်လေးငွေကြီးလားကိုယ်ရင်ရှာနေနိုင်မှတော့ဘာကြီးလဲစင်ရင်မူကြီးချမ်းသာမှုကြီးငွေကြီးဆိုတာလူကကိုယ်ပင်မှသာဖိုးကွယ်ခံဖြစ်တာလေလူကမဖိုးကွယ်ရင်ကိုယ်နောက်ကိုပါဘူးပါလာတယ်အရေးကြီးတာကကိုယ်လုပ်နေတဲ့အလုပ်ကိုမှန်မှန်ကန်ကန်နဲ့ရှေ့ဆက်လုပ်ဆောင်နေဖို့ပဲရုပ်ရည်လားတခြားသူတော့မသိဘူးကျမအနေနဲ့ကတော့ရုပ်ရည်ကစိုးဝနေတော့မှစိတ်ကလေးကလှနေရင်မျက်နှာမှာလင်းနေတဲ့အမြင်ရှိတယ်လို့ခံယူရလေ ဒီတော့ကျမအရေးထားတာကစိတ်အလှပဲဟုတ်တယ်ကျမကနှိမ့်ချနိုင်တာနှိမ့်ချစီတာစိတ်ပိုင်းဆိုင်ရတယ်စိတ်ပိုင်းဆိုင်ရလုံခြုံမှုရှိလို့ခံစားရပြီဆိုတာ ਨੇ အဲ့ဒီလူနာမှာကျမမနေနိုင်တော့ပြီးတော့တာပဲခုသူနဲ့ကျမဖြစ်နေတာကအဲ့ဒီပြဿနာ ਨੇ သူဆိုတာကကျမရကြပေါ့စိတ်တက်ကလေးလဲကောင်းမရဲ့ရုပ်ကလေးကလည်းမချောမိနဲ့တတ်မရဲ့စိုးနေတာကတပားသူကိုနားလည်မပြနိုင်တာပဲ မရဲ့ဆိုးတဲ့ချက်ကတော့သူများတကာကိုကိုစိတ်နဲ့နှိုင်းရှင်တူးချက်မှန်းလားအဖွဲအစည်းတစ်ခုကိုချစ်ပြီးဆိုရင်ဟောဝင်တိုင်းကိုလိုချစ်မဲ့တယောက်စီရှိမယ်လို့တွေ့ကြတာမျိုးလူတယောက်ကိုတယောက်စီတွေ့ပြီးဆိုရင်လည်းတယောက်စီတွေ့မိသူကကိုလိုမျိုးကိုကိုပြန်တယောက်စီတွေ့မဲ့ချစ်မိတတ်တာမျိုးအခုလည်းသူ့ကိုကျမရဲ့စိတ်နဲ့နှိုင်းတွေ့လိုက်မိတာကွာအမားဖြစ်သွားတာလေဒီလိုမင်္ဂလာဥမာတောင်ချော့တန်တာချော့မလုပ်နိုင်တဲ့ရကြအောင်ကျမ ဘာကြည့်ပြီးများရွေးခင်မိရပါလိမ့်။လင်းနဲ့များတာဆိုတဲ့အိပ်ပြီးဆိုရင်တယောက်တည်းအိတ်ချင်းသေးတယ်။ကျမသာပတ်စံရှင်လင်းငန်းတက်တက်၊မြာငန်းတက်တက်အခန်းခွဲအိပ်ပြီးပေးလိုက်တယ်။ခုကကိုမိဘတွေနဲ့နေတာဆိုတော့ကြေတနာလည်းတည့်ရဲပြန်ဘူး။ကိုရီစကားပြောတဲ့ကြေတောင်မှရံဖြစ်နေတာလားလို့စိတ်ကူးစီလို့တက်သူတို့မဟုတ်လား။တရားထဲအချင်းနဲ့ဆိုဘာလို့များမိမယူသေးလဲလို့ကျမခဏခဏနေမိတယ်ဟုတ်တယ်လေ ကျွန်မတို့ကိုလက်မထက်ချင်ဘူးလို့အကြင်ကြီးပြောသားတယ်။မင်္ဂလာဆောင်လက်ထပ်ပြီးမှဆင်းရဲရမှာကိုကျွန်မအမုန်းဆုံးပဲ။ပြီးတော့ကျွန်မမျိုးချင်တာကမဖက်မိသားစုပြဿနာတက်တာမျိုးတွေ။တယောက်နဲ့တယောက်အပေါ်ရန်ခင်မမျိုးလုတ်ပြနေရတာမျိုးတွေကိုမလူချင်လို့ကိုလက်မထက်ပြရစီနဲ့လို့ပြောထားတာ။ခုတော့သူကိုယ်တိုင်ပဲလက်ထပ်ဖို့တောင်းဆိုပြီးညအိပ်ပြီးဆိုတာနဲ့သူမဟုတ်တဲ့တိုင်းဆောင်းတစ်ထက်ကိုအပေါ်ရန်ပပရရချုံကိုင်းနေအောင်အိတ်တော်တာပဲပါတဲ့။မောင်ကလက်မထက်နိုင်လို့ဆိုရင်ခွကြချင်းလန်ခွဲတာက ရင်းရှင်မှာစိတ်ညစ်မှာတဲ့ပူပြီးအနာသက်တာပါတယ်လေ။ခဗျာစီယာပီပီစကားနုနုတွေနဲ့စိတ်ကိုရှော့ပြီးမှခွတ်ကြတော့ပြောတယ်ပါတယ်။အရင်တော့ကမိမဒုတိယရှိနေရင်အစ်တက်တာမဟုတ်ဘူး။ခုမြင်းနဲ့လက်ထပ်ပြီးမှအစ်တက်လာတာတဲ့လေ။မိမလူရှိရင်မအစ်တက်ဘူးဆိုတော့သူကပါမို့လို့လေ။မိုးကြွရွှေကိုမို့လို့လား။နတ်သားမို့လို့လား။တရားမို့လို့လား။လူပဲပြမန်းတဲ့ချိန်တွေကြုံဆိုရင်နေစရာခက်ခဲဖြစ်တာမျက်လုံးမိတ်အိပ်ရတာပဲ။အနာယူချိန်ရှိတယ်လေ။ ခုတော့သူကပဲတခြားသူတွေထူဆန်းနေတယ်လို့မျိုးကျမကမိမသားရှင်မိမသားလက်မထက်ခင်ကတယောက်တည်းအိတ်တက်တယ်ဆိုမလို့လင်းရင်မရရဖြစ်လာမှာတော့ကိုယောက်ျားလက်ကိုခေါင်းအုံးအိတ်ချင်တာမိမတဘာဝပဲကိုယောက်ျားချင်းနဲ့မိနဲ့ဝင်ချင်တာကလည်းမိမတဘာဝပဲကိုဒီအပြုတ်ဘွားကသူ့ထက်တောင်ကိုဆိုသေးတယ်အနားမှာလူတယောက်ရှိဖို့မပြောနဲ့လင်းတက်တက်မြင်အတန်တက်တက်ကြားရတော့အဲ့လိုကိုမရတော့တာမဟုတ်ဘူးမဟုတ်ဘူးခုဖြစ်တဲ့ပြဿနာကသူ့အိတ်တာနဲ့မဆိုင်ဘူးရဲ့ ခဏခဏပြောပြီးကြတဲ့ကသူအဲ့ဒီအကျင့်ကျင်းပြီးသွားလိမ့်ခုဖြစ်နေတာကလာမကြိုတဲ့ကိစ္စတိတဲ့တိုင်းပဲလေကျမကရောင်းလို့လုပ်ပြီးတော့သူကအိမ်မှာဆိုင်မှတ်နေလေတနေ့ကမှရှာရှာတက်ပါအပြင်ထွက်တာကိုကျမကလာကြိုပါလို့ပြောထားတာခုလာကြိုပါလို့ပြောရင်လည်းသူလာမကြိုဘူးလေမနေ့ကပြောတော့လာကြိုမယ်ရုံးကိုကားနဲ့လာခေါ်မယ်လို့ပြောထားပြီးမှကျမကလည်းမျှော်လင့်ချက်ကြီးမိတာပါပါတယ်သူအိမ်ကနေထွက်ခွင့်ရတဲ့ရှာရှာပါပါတည်းရဲ့နေမှာ ကျမကိုစောင့်ပြီးအိမ်ကိုအတူတူပြန်ကျင်တယ်ထင်မိတာခုတော့အမကြီးမှားတာပဲဟော့ဟော့ခါဘော်ကိုလက်ရောက်မလို့နဲ့နောက်ပြန်လှည့်သွားပြန်ပြီနေပေါ့နေသားကြီးရဲ့ချော့တဲ့ကိစ္စမှာတော့ယောက်ျားတံမဲ့အနိုင်ရှုံးတွေ့နေသေးတယ်ဆိုရင်ကျမကလည်းမင်းမသားပဲဒေါသကိုခြေဖြတ်စရာနေရာမရှိမှတော့ဘာဖြစ်မလဲဆက်စိတ်ဆိုးနေလို့ပေါ့မိထားတဲ့မျက်လုံးနဲ့ရေးတစ်ခုတန်းသွားတာကြောင့်သူချင်အောင်ထောင်းလိုက်ပြီဆိုတော့သူတတိထားလိုက်ပြီဒါဆိုသူက မချော့ပဲသူလှုပ်ထားတာကိုမတောင်းမှန်နဲ့အိတ်တော့မယ်ပေါ့ဟောချင်အောင်လဲဝင်လာပြီဖြစ်နေအနားတွေကြည့်သွားတယ်အေးအေးကိုဗီနာကချင်အောင်နားစားတယ်ကိုလိုက်ဖြီးပေးနေပြီတက်ပြင်းကြီးတွေဟန်ဆောင်ချပြနေတာကိုမောင်းလိုက်တာကျမစိတ်တစ်ခုလုံးပူလောင်နေတာသူ့ကိုထွက်တဲ့ဒေါသတွေကြောင့်ဆိုတာကိုမသိဘူးလားချင်အောင်ထားပြီးသူ့တက်ပြင်းတွေငြိမ်သွားတဲ့အထိကျမငြိမ်ဆောင်နေနေတယ်တဖြည်းဖြည်းငြိမ်သွားမှကျမထထိုင်နေတယ်မနာလိုလိုက်တာလေး ို့လိုစစ်စစ်နေနေအိတ်နိုင်နိုင်ကိုကျမလိုချင်လိုက်တာခုလိုကျမမှာပြန်မနေရတာများမအိတ်နိုင်မစားနိုင်နဲ့ထမင်းစားခဲ့တယ်ဆိုပေမဲ့လည်းအကြသာကဗာမန်ရီရီရရတိလိုက်တာမဟုတ်ဘူးလေဒေါသတွေထွက်လိုက်တာဆိုပါလေသူ့ကိုကြည့်ကြည့်ပြီးကျမစိတ်မှာကြက်လိကြက်လိနဲ့အခုံးကိုတို့လိုက်တာကြောင့်မျိုးလုံးဖွင့်ကြည့်လိုက်နေတယ်ကျမဘယ်ချိန်ခွဲကသူ့ရင်ဝင်နဲ့ရောက်နေတယ်မသိဘူးသူ့လက်မောင်းကိုခေါင်းအမိနေတယ်သူ့လက်မောင်းကိုကခေါင်းကိုဖယ်လိုက်ပြီးဖုံးလိုက်ရှာလိုက်တယ် ဖုန်းကနာရီကြည့်လိုက်တော့6နာရီကို10မိနစ်ဆိုပြီးမာဆောင်ချနာမမသိမရီချို့ဖို့အတွက်အပြင်ထွက်ဖို့ပြင်လိုက်တော့ဟောရက်ရက်လာဖတ်တဲ့သူကြောင့်ပြုံးမှုမျိုးတွေဖြစ်သွားပြီမြင်ကျမသူ့လက်ကိုဖဲထုတ်ဖို့ပြင်လိုက်တယ်ဟောဟောဘလို့တွေ့လားအဲ့ဒါခက်တာပဲယောက်ျားတွေများချော့ရင်ရဆော့ဆော့ဆီဆီမချော့ဘူးရုံတော့ကနေပြင်ရစင်ရတော့မယ်အချိန်မှချော့တယ်မူချင်းတောင်းများတော့တကယ်ပါပဲ